မြမပင်လေပြင်းမှာငါဖန်းရာသီပိတ်ပြီဖြစ်တာကြောင့်ကံဝေးငါဖန်းလှေအလုံးလုပ်ငန်းခွင်ရန်နာပြီဖြစ်တယ်လို့သိရပါတယ်။ငါမဖန်းရာသီငါသားမောက်ရာသီရောက်ပြီဖြစ်တာကြောင့်မြမပင်လေပြင်းအတွင်းငါဖန်းစည်းခြင်းလောက်ကင်နေတဲ့ငါဖန်းလေတွေဟာဧပြီ30ရက်နေ့နောက်ဆုံးထားပြီးစိတ်ကန်းတွေကိုပြန်လည်ဝင်ရောက်လာတယ်လို့သိရပါတယ်။ဒီနှစ်ငါမဖန်းရာရာသီကိုမေဇွန်ဇူလိုင်လအဖြစ်ပြန်လည်သတ်မှတ်ထားတာဖြစ်တယ်။ကံဝေးငါဖန်းလေတွေဖြစ်တဲ့ဝလက်ဝတန်းကင်းမွန်နဲ့တခြားလေတွေအလုံးလုပ်ငန်းရန်နာပြီဖြစ်ပါတယ်။ ဝလန့်နေကြီးတွေကတော့ခုနှစ်လပိုင်းပြန်လဲဖန်းစည်းခွင့်ရဖို့တင်ပြမယ်လို့ကြားရတယ်။ကျန်တဲ့လေတွေကတော့ငါးသားပေါက်ရသည့်အရာရောလုပ်ငန်းသဘောတဘာဝအရာရောရန်နာကြပါရယ်။မုတ်တုံမိုးရသည့်ဝင်းပြီဆိုတော့ပင်လယ်ထဲမှာလည်းလှိုင်းလေပြင်းထန်မှုဖြစ်လာတယ်။ငါးသားပေါက်ရသည့်လည်းရောက်လာပြီဆိုတော့လုပ်ငန်းခွင့်ရန်နာရတာဖြစ်ပါတယ်လို့ဝရန်းလုပ်ငန်းလုပ်ကင်သူတအုပ်ကပြောပါရယ်။ 2024-2025ဘဏ္ဍာရေးနှစ်အတွက်ငါးသားပေါက်ရာသီဟာမေဇွန်နဲ့ဇွန်လလတွေအဖြစ်သတ်မှတ်ခဲ့ပြီးရာနှုန်းပြည့်ငါးဖန်းစီခြင်းရန်နာရမှာဖြစ်တယ်လို့သိရပါဗျ။ကန်နီငါးဖန်းလီတွေကလွဲပြီးကန်ဝေးတွေရာနှုန်းပြည့်လုပ်ငန်းရန်နာရမှာပါ။ကန်နီငါးဖန်းလီနဲ့ငါးတယ်လီတွေကတော့ပင်လယ်ထဲမှာသွားလာခွင့်ရမှာဖြစ်တယ်။ကျန်တာကငါးသားပေါက်ရာသီမှာအကုန်ရန်နာရမယ်လို့ ဘိမျိုးကလုပ်ငန်းရှင်တဦးကပြောပါရယ်2023 2024ဘဏ္ဍာရေးနှစ်အတွက်ငါးဖက်ဖက်ရရာသီငါးသားပေါက်ရာသီကိုသတ်မှတ်ခဲ့ရမှာငါးလုပ်ငန်းဦးစီးဌာနကဧပြီမေနဲ့ဇွန်လတွေကိုသတ်မှတ်ခဲ့တယ်လို့သိရပါရယ်မြမပင်လယ်ပြင်မှာရခိုင်အေရရင်ရန်ကုန်မွန်နဲ့တနင်္သာရီ၅ဖန်းခွက်တွေရှိပြီးတနင်္သာရီ၅ဖန်းခွက်မှာကံဝေး၅ဖန်းလေကြီး၁၅၀၀ခန့်ရှိတယ်လို့သိရပါဗျ။